ပြဇာရဲ့တိုက်တဲ့ကချစ်ဆုံးအပေါင်ဆိုင်ချစ်ဆုံးအပေါင်ဆိုင်ပြဆက်ပါဟုတ်ဟောဒါတော့ကိုပိုင်ဇလန်းဇန်ညွန်ဒါရိုက်တာပေါ့နော်ဒီဇလန်းကလည်းအခုမှထရေးလိုက်တာပေါ့ဒီဇလန်းရေးပြစ်သွားတဲ့နောက်မှာတော့ဒါနောက်ပိုင်းဟိုရုပ်ရှင်ကားကြီးတွေပါကြီးလည်းဖြစ်လာနိုင်သေးတယ်ပေါ့နော်ချက်ပါတယ်မင်း ကျွန်တော်တို့အနေနဲ့ကတော့ဂျီနူးတာပေါ့။အားကြောင့်လဲဆိုတော့ရုပ်ရှင်နဲ့ဒီသဘင်နဲ့မတူခင်ဗျ။ရုပ်ရှင်ကကျွန်တော်စင်တစင်းမှာကျွန်တော်ကဟိုကတ်တုတ်ပြပြဲလို့ရတယ်။နောက်ပြီးတော့အစစ်အခါခါပေါ့နော်။တစ်ခါမကောင်းတစ်ခါမကောင်းသုံးလေးခါမကောင်းတိုက်တော့ရိုက်နေရတယ်။ပြဿက်ကျွန်တော်အလိုမဟုတ်ဘူး။တထိုင်နဲ့တခါရပြဿက်ဖြစ်တဲ့အခါကျွန်တော်တထိုင်နဲ့မှာပြဿက်ကအဲ့တော့ကြောင့်ဟိုအနေနဲ့ကျွန်တော်တာဝန်ကြည့်ပါတယ်။ ။အဲ့တော့တာဝန်ကြီးလဲဆိုအသက်အရွယ်ရရောရုပ်ရှင်လောကနဲ့နည်းနည်းကူးကာသွားတာတဲ့အနေထားရဲ့။နောက်ပြဆက်ကိုအဲ့လိုမျိုးအကြီးမကဘူးလားလဲပြောင်းပြင်းနေလို့ပေါ့နော်။ဇန်ညိုဒီ dialogue ဖတ်တဲ့နေရာမှာလည်းနည်းနည်းအားနေပါတယ်။ဒါပေမဲ့ကျွန်တော်ဇန်ညိုကြီးတဲ့ပုံစံကကျွန်တော်ကျွန်တော်တွေမှာပါနေတဲ့စကလုံး dialogue တွေအကုန်လုံးဒီပုံမှန်ပြောရုံပြောစင်စကလုံးတွေပါပဲ။ဒါကြောင့်သူ့အနေနဲ့ပြောလို့မခက်တဲ့စကလုံးတွေပေါ့နော်။ဒါကြောင့်အဲ့လိုမျိုးဆိုတော့အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဟာငလင်တန်တဲ့ပြည်သူများအတွက်ပေါ့နော်ရမုံငွေပွဲဆိုပြီးတော့ရုပ်ရှင်အစည်းအဝေးမှာပြဆက်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ထုတ်ဝေသူပေါ့အောက်ခင်မဲကဥစည်းသူအောင်ဟာယူတော့ဆက်သွယ်ပြီးတော့ဒီပြဆက်လေးကားဖို့အတွက်တိုင်ပင်ကြတာပေါ့နော်တိုင်ပင်ကြတဲ့ခါကျတော့ကျွန်တော်တို့ကတခန့်ရဲ့ပြဆက်အနေနဲ့နိုင်ရီကလည်းမိနစ်30ရာယူပြီး45မိနစ်အတွင်းမှာရတဲ့ခါကျတော့တခန့်ရဲ့ပြဆက်ကလေးပဲအလွယ်ကပြစ်သွားတာပါခင်ဗျာ ပြဿနာရဲ့တိုက်တဲကချစ်ဆုံးအပေါင်ဆိုင်ချစ်ဆုံးပေါင်ဆိုင်ပြဿနာပါဟုတ်ဟောဒါတော့ကိုပိုင်ဇလန်းဇန်ညွန်ဒါရိုက်တာပေါ့နော်ဒီဇလန်းကလည်းအခုမှထရေးလိုက်တာပေါ့ဒီဇလန်းရေးပြစ်သွားတဲ့နောက်မှာတော့ဒါနောက်ပိုင်းဟိုရုပ်ရှင်ကားကြီးတွေပါလေဖြစ်လာနိုင်သေးတယ်ပေါ့နော် if flyer ဆိုရင်ဒီပလေးလိုက်တဲ့ခြေကြီးတွေးပလိုက်ကျိုင်းစီလေးဘွာကျွန်တော်တို့ဒီ ဒါအောင်ခင်မင်းကဦးစီးသူအောင်နဲ့ကျွန်တော်နဲ့ကတော့ညီကိုလိုနေတာပေါ့နော်ကျွန်တော်တို့ကပြဿတ်တစ်ခုစီစဉ်ဆောင်ရတဲ့အခါမှာပြဿတ်ရဲ့သဘောတရားကပြဿတ်တိုက်တဲ့အချိန်ရပြီးတော့ပြီးဆုံးဆောင်ဇက်ကပြီးတဲ့အချိန်ထိကိုကျွန်တော်တို့က team work ကညီညွတ်ဖို့လိုပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဂျီနူးတာပေါ့။အားကြောင့်လဲဆိုတော့ရုပ်ရှင်နဲ့ ပင်နဲ့မတူဘူးခင်ဗျရုပ်ရှင်ကကျတော့စင်းတစင်းမှာကျွန်တော်တို့ကဟိုကတ်တုတ်ပြပြဲလို့ရတယ်။နောက်ပြီးတော့အစစ်အခါခါပေါ့နော်။တစ်ခါမကောင်းတစ်ခါမကောင်းသုံးလေးခါမကောင်းတိုက်တော့ရိုက်လို့ရတယ်။ပြဿနာကျတော့အလိုမဟုတ်ဘူး။တထိုင်နဲ့တစ်ခါရပြဿနာဖြစ်တဲ့အခါကျတော့တထိုင်နဲ့မှာတော့ပြဿနာကအဲ့တော့ကျောင်းဟိုကိုအနေနဲ့ကျတော့တာဝန်ကြီးပါတယ်။အဲ့တော့တဝန်ကြီးလဲဆိုအသက်အရွယ်ရရောရုပ်ရှင်လောကနဲ့နည်းနည်းကူကာသွားတာရဲ့အနေထားရဲ့တော့ပြဿနာကိုဟိုအဲ့လိုမျိုးအကြီးမကဘူးလားလဲဖြစ်ကောင်းဖြစ်နေလို့ပေါ့နော်ဇန်ညိုဒီ dialogue ဖတ်တဲ့နေရာမှာလည်းအားနေပါတယ် ဒါပေမဲ့ကျွန်တော်ဇန်နွေးရီတဲ့ပုံစံကကျွန်တော်ကျွန်တော်တို့မှာပါနေတဲ့စကလုံးဒိုင်လော့ဂ်ဒီအကုန်လုံးဒီပုံမှန်ပြောရုံပြောစင်စကလုံးကြီးပါပဲဒါကြောင့်သူ့အနေနဲ့ပြောလို့မခက်တဲ့စကလုံးကြီးပေါ့နော်ဒါကြောင့်အဲ့လိုမျိုးဆိုတော့အဆင်ပြေသွားမယ်လို့ထင်ပါတယ် ော်တို့ကဇလန်တစ်ခုဒါကျွန်တော်အပိုင်းပဲပြောရမှာပေါ့တော့ဗောနော်ကျွန်တော်ကပြဿနာဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ်ကျွန်တော်ကကိုယ့်ရဲ့ကိုယ်ပိုင်ဇလန်ဆက်ကိုအဲဒါခြိုက်တာပေါ့နော်ရှင်းပါဆိုရင်စီကလုံးပေါ့ဟုတ်မှန်ရုပ်ရှင်ကားကြီးလည်းပြီးသွားပြီစီလုံးမဟုတ်ဘူးဇလန်တွေကတော့ပြပြီးသွားပြီပေါ့နော်အဲ့လိုလိုမျိုးပဲဒီပြဿနာတစ်ခုကိုကျွန်တော်ဇက်စင်တဲ့အခါကျွန်တော်ကတခုကကျွန်တော်အခုပေါ့လိုအခုပေါ့တော့ကျွန်တော်ကကို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 လိုမင်းသားပို့လို့မင်းကိုမရေးဘူးဒီဇာတ်ထဲမှာပါတဲ့လူတွေဒီတကယ်ပါတဲ့ပြောတဲ့လုပ်တဲ့စကားလုံးတွေပါလာပြီအဲ့ဒီခါကျတော့ကျွန်တော်ဇက်ကိုစပြီးတိဆောက်တဲ့ခါမှာ frame ဆောက်ခွဲတဲ့အခါကျွန်တော်တို့ကဟို contact တွေပြီးရတယ်ဘလူးနဲ့ဘလူးက conflict ဖြစ်ကြမယ်ဘလူးနဲ့ဘလူးက conflict drawing ရှိရမယ်ဒါမျိုးတွေပြီးတဲ့အခါဆိုတော့ကျွန်တော်တို့ကအဖေနဲ့ငယ်လေးနဲ့တားလို့တဲ့လူနဲ့ပမကြီးနဲ့ဆိုတဲ့ဟာမျိုးပြီးရတယ်ပြီးရတော့မမဆောင်ဟိုပါလာတယ်ဆိုရင်လည်းမမဆောင်တော့ဘလူးကတော့မ try ပေါ့ဒါပေမဲ့သူစီလည်းတစ်စင်းလုံးကိုသူကဘလူးလိုဒီလိုလိုဆိုတဲ့ support နဲ့သူကဝင်လာတယ်ဒါမင်းပိုင်ဆိုရင်လည်း သူကကလေးတယောက်ဆောင်ပုံစံမျိုးလေးခင်ဗျဟိုကျွန်တော်ယူနေတဲ့လူတယောက်မျိုးလည်းမဟုတ်ဘူးဟိုညာရင်မပြည့်မီတဲ့ကလေးပုံစံလည်းမဟုတ်ဘူးသူဒီတာမန်ကလေးဆိုတဲ့မြင်ကြီးနဲ့ကျွန်တော်ထည့်ထားပါအဲ့လိုမျိုးပါအဲ့ဇက်ကောင်တရားတယောက်ချင်းမှာဟိုချိတ်ဆက်မှုကဟိုဇက်ညုံးရင်းနေနဲ့ပေါ်လာတော့ပြီးပြီးတော့အတွင်းညာကိုသွားတယ်ပဲပြောပါကျွန်တော်ဇန်ညိုရတဲ့ပုံစံကကျွန်တော်ဇန်ညိုမှာ dialogue တစ်ခုခြေတိုင်းဟိုလွမ်းတဲ့ဟာပေါ့ဘူဝမ်းမဲ့ဟာပါရင်ကျွန်တော်မူတိုင်းဘူဝဖြစ်တယ်ကျွန်တော်တော့မူဝမ်းရင်ပြည့်တယ်မဟုတ်ဘူး ဒီလိုမျိုးပဲဒီဇန်ညရေးတဲ့အချိန်တုန်းကလည်းကျွန်တော်ကိုယ်တိုင်ဟိုကြီးပြမျက်ရည်တော့ကြောက်ရှည်ရတာပေါ့နော်နှစ်ချီတော့မျက်ရည်တော့အဲ့လိုကြီးပြီးရေးတယ်ဒီလိုပဲကျွန်တော် group ပဲပြကျွန်တော်စနီပေါ့နော်သူ့ group ပဲခိုင်းလို့သူတို့တားပြီးတော့လောလည်းကြီးတယ်အဲနောက်ဆုံးဥစီရောဖတ်ကြည့်ဆုံးဥစီလည်းကြီးတယ်ဟိုအဲ့ဒီကဒီဇလန်ကခောက်မလို့ကြောက်ကြည့်ပါတယ်အဲကြောင့် straight ပေါ်ရောက်သွားရင်လေခောက်မလို့ကြောက်ကြည့်ပါတယ်ဟိုပေးတဲ့ကအမြင်ကတော့ကျွန်တော်တို့ဥပညာဖန်တီးတဲ့လူဆိုတာကျွန်တော်တို့ဘက်ကပဲပါစနစ်အများဆုံးရှိတာပါ ပြည်သက်ကြိုက်တယ်မကြိုက်ဘူးဆိုတာသူတို့ကတယောက်ဟင်းစပွဲပေါ်မှာရှိတယ်ကျွန်တော်မျက်နှာပြနေပြီးတော့မှဖြေပါတယ်စပွဲပေါ်မှာရှိတဲ့ဟင်းတွေလိုမျိုးပါပဲအချိုကြိုက်တယ်ငံကြိုက်တယ်ဆက်ကြိုက်တယ်ငပိကြိုက်တယ်ပင်းကြိုက်တယ်လိုမျိုးပါပဲအဲတော့ပြည်သက်တယောက်ချင်းရဲ့ခံစားချက်ပါကျွန်တော်ကတော့အားလုံးဟင်းမောင်းစုံကိုသဘောကျအောင်ဆိုပြီးတော့ကို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 ဆိုတာပါတယ်မောင်းနဲ့မမဆိုတာမောင်းမောင်းမမဆိုတာလည်းပါပါတယ်ဒါကြောင့်ဟိုမျက်တယ်မလို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့၁၀ရက်နေ့ ည9နာရီခွဲရပြီး10နာရီထိတက်ဆက်ခါမှာပေါ့နော်ရုပ်ရှင်စီရင်နေတယ်ကအဲ့ဒီခါကျတော့ကျွန်တော်ဘယ်ချိန်ကြမလို့တော့မသိသေးပါဘူးဒါကြောင့်ဒီပြည့်စက်ရဲ့အဓိကအဓိကထားပါတော့9ရက်နေ့ကျွန်တော်တို့ရုပ်ရှင်အစီအစဉ်ကပြမယ်ခက်ဆက်တင်ပြဆက်တင်အကုန်လုံးကိုလက်မှတ်ဝတ်ပြီးလာကြည့်စေချင်ပါတယ်အကဲရစ်များလက်မှတ်ဝတ်ပြီးကြည့်နိုင်ဘူးဆိုရင်လည်းကျွန်တော်တို့ KP ဝိပေ online ဒီ Bay Area တစ်ဆင့်လူတွေတွေထည့်ဝယ်ကြည့်ပြပါအောင်လို့ဒီတက်ရက်ပါ